ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့20ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်ဆိုတော့ပထမဆုံးကကျွန်တော်ခုနကပြောတဲ့လက်ရှိဂိုးသမားဖြစ်တဲ့ Martinez နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ဒါ Fabrizio ကကျွန်တော်ပြောထားတာပါเนาะ Manchester United အသင်းရဲ့ဘက်ကဂိုးသမား Emi Martinez ရဲ့ agent နဲ့ကနအူးဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်ပေါ့เนาะကစားမားက Champion League ဝင်ခွင့်မရရင်ကိုပဲ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်စံတရှိနေတယ်။မာတီနက်စ်ကတော့လက်ရှိအန်ဒရယ်အိုနာနာနဲ့မန်ချက်စတာယူနိုက်တက်တို့ကြားမှာဘာတွေဆက်ဖြစ်မလဲဆိုတဲ့အခြေအနေတွေကိုဒါစောင့်ကြည့်နေတယ်ပေါ့နော်။ကျွန်တော်မနေ့ကလည်းပဲကျွန်တော်တင်ပြထားခဲ့တဲ့သတင်းတစ်ခုရှိတယ်မာတီနက်စ်နဲ့ပတ်သက်လို့အဲ့ဒါကမာတီနက်စ်ရဲ့ဘက်ကတော့မန်ချက်စတာယူနိုက်တက်ကသူ့ကိုလိုချင်နေတယ်ဆိုတာကိုသူသဘောပေါက်ထားတယ်။အကယ်လို့မြန်ယူနိုက်တက်ရဲ့ဘက်ကချင်းကက်လာမယ်ဆိုရင်တော့မှပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိတယ်ဆိုတာကိုသူ လုံးဝရှင်းရှင်းလင်းလင်းပြောထားတယ်ပေါ့နော်ဆိုတော့ဘီလာရဲ့ဘက်ကတော့ဒါဘလောက်ဘလောက်လူကျင်နေဆိုတာကတော့ဒါဘီလာကန်တာပေါ့လေဒါပေမဲ့လို့ဂူသမားကပြောင်းရွှေ့ခြင်းနဲ့စန္ဒရှိတယ်ပေါ့ဒီညမှာတစ်ခုရှိတာကလက်ရှိမှာကိုရီကမာတီနက်စ်ကိုစိတ်ဝင်စားတာကိုရီတသိန်းပဲကျွန်တော်ရှိတယ်ဒါတခြားအကြောင်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဂူသမားကအသက်32နှစ်ဖြစ်နေပြီဆိုတော့ဘယ်အသိမှအဲ့လောက်မလူကျင်ကြတော့ဘူးအာ quality ရပါတော့အမာရီနက်စ်ကတော်တော်ကောင်းနေတယ်မှာပါတယ်လုံးဝ quality keeper တယောက်ကျွန်တော်ဖြစ်နေတော့မယ်ဒါညင်းလို့ကျွန်တော်မရဘူး ဒါပေမဲ့လို့32နှစ်ရွယ်ဂိုးသမားတစ်ယောက်ကိုဘယ်သူမှခေါ်ဖို့အတွက်ဒါတန်30 40ပေးပြီးတော့ကြိုးပမ်းကြတော့မှာမဟုတ်ဘူးသူသဖြင့်တော့ဒီ Aston Villa ရဲ့ဘက်က FFBC မိနေ PSR rules တွေကြောင့်သူတို့ကမနော်ဘသူကိုပဲရောင်းရောင်းတန်ကြီးမြတ်မြတ်နဲ့ရောင်းနိုင်လीကောင်းလीဗျာဒါအပြင်မာတီနက်စ်ကတော့သူကဟွာရီရောကျလို့ရထားတာပဲမာတီနက်စ်ကတော့ဒီဗါလဲစာချုပ်ကလည်းကျွန်တော်တော်ကြံသေးတယ်2028ထိလာမသိဘူးကြံသေးတယ်ဆိုတော့ဒီဂိုးသမားကို เนาะမဖြစ်မနေဆိုသလိုရောင်းထုတ်ရမှာတော့မဟုတ်ဘူးဒါပေမဲ့ဂိုးသမားကထွက်ရှင်တယ်လို့သူပြောထားပြီးသားဆိုအဲ့လိုမျိုးဆိုတော့32နှစ်ရွယ်ဂိုးသမားတယောက် ကိုတန်း340ပေးရမယ်ဆိုတော့ဗျာပုံမှန်အားဖြင့်ဂိုးသမားတယောက်အတွက်ကတန်း30ဆိုတာမျိုးကတန်း40ဆိုတာမျိုးကများနေပြီဟုတ်တယ်မလားเนาะတကယ်တကယ်တအားကြီး world class keeper ကြီးเนาะအဲ့အဲ့အဲ့လို world class keeper တော့မှเนาะအသက်22 23ကျင်เนาะအဲ့ဒါတော့မှကျွန်တော်ဒါတန်း3450ပဲကျွန်တော်ဘယ်တော့ပြီးဘူးတန်တာဗျာအဲ့လိုချီနေမျိုးမှတော့မှ တော်တော်လေးကိုကျွန်တော်အနေနဲ့သာများဟွာဖြစ်နေပြီဆိုတော့32နှစ်ရွယ်ဂိုးသမားတစ်ယောက်အတွက်ပေါင်ယူရိုတန်30တန်40ပေးရမယ်ဆိုတာကဘယ်အသိမှစိတ်မဝင်စားဘူးအဲ့ဒီအတွက်ကြောင့်ကိုပဲမာတီနက်စ်ကလည်း okay united ကတော့ငါ့ကိုစိတ်ဝင်စားတယ်အာ united မှာဆက်ပြီးတော့ဒီကစားခြင်းနဲ့ united မှာကစားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ဒီသူကဒါဒါကိုသိပြီးတော့ united ကိုပြောင်းခြင်းနဲ့လေဖြစ်ကောင်းဖြစ်မှာပဲစဉ်းစားကြည့်လေဗျာ32နှစ်ရွယ်ဂိုးသမား မန်ချက်စတာယူနိုက်တက်ကိုပြောင်းလာပြီဆိုတဲ့ကအက်စတူမီလာမှာသူရတဲ့လောက်ခလာစားတဲ့အများကြီးပူရတော့မှာเนาะအများကြီးပူရတော့မှာဒါရှင်းရှင်းလေးရေဒါအပြင်ယူနိုက်တက်မဟုတ်ဘဲနဲ့တခြားကျွန်တော်တို့ညီနေပေါ့เนาะဒါဥရောပဝင်ခွင့်တွေဘာတွေရတဲ့ကလပ်တွေရဲ့ဘက်ကစိတ်ဝင်စားလာမယ်ဆိုလို့ရှိရင်သူပြောင်းကောင်းလဲပြောင်းသွားမှာပဲအဲ့ဒီတင်းတွေကိုဒါပေမဲ့ကိုရီထန်ကို Champions League တွေဘာတွေဥရောပကစားခွင့်တွေမရလဲပဲသူပြောင်းချင်တယ်လို့သူပြောထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော် United အနေနဲ့တော့ ီကူသမားဖြစ်သူကိုကျူးပန်းဖို့ကတော့လက်ရှိမှာဦးစားပေးဖြစ်တော့သူတို့လုံးဝမှမဟုတ်သေးဘူးကျွန်တော်ပြောသလိုပဲဘူးသမားဖြစ်တဲ့အန်ဒရယ်ဦးနနာရဲ့အနာဂတ်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ယတိပြတ်မသိရသေးသေးပေါ့နော် မာတီနက်စ်ကိုခေါ်ဖို့ကတော်တော်လေးကိုခဲရင်းနေကျွန်တော်အထူးသဖြင့်တော့ဗျာကျွန်တော်တို့ဒီကစားမားကပြောင်းချင်နေဆိုသည့်တိုင်အောင်ကိုပဲအဲ့ဒီအတွက်တုံးရမယ်ငွေကြီးကမလွယ်ဘူးပေါ့နော်ထားပြီးကို့မှလည်းတန်း90နဲ့ဝယ်ထားတဲ့ဂူးသမားရှိတယ်အတုံးမယ်မကြတာ အဲ့လိုမျိုးဆိုတော့ဒီကုသမနဲ့ပတ်သက်လို့လည်းကျွန်တော်ကအခုချိန်ကြီးအကျွေးကကြည်ချင်းမကြည်သေးတာအင်တာမီလန်ထံကိုအမျိုးဆိုတော့ဦးနနာကိုလုံးဝရောင်းချနိုင်မှသာ နေရာရမယ်နေရာရမှအဲ့နေရာကိုကျွန်တော်တို့နေရာလွတ်ရမှမာတီနက်စ်နဲ့ကျွန်တော်ပြန်ပြီးတော့အစားထိုးမှာဒါကြောင့်32နှစ်ရွယ်ကုသမမာတီနက်စ်ကိုအစားထိုးဖို့ကျွန်တော်တို့ပေါ့နော်ယူနိုက်တက်ဘက်ကလူချင်းနေတဲ့ဆိုမြဲလို့ထင်တော့လွယ်မလွယ်ဘူးဖြစ်နေတာပေါ့နော်နောက်ထပ်မာတီနက်စ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒီဂျီကော့စ်ဘန်ပြောထားတာလေးတွေကျွန်တော်ရှိသေးတယ် အဲဘယ်ရောက်ပါနော်ဒါကဘာလဲဆိုတော့ Aston Villa ရဲ့ဘက်ကတော့ Martinez တို့ပဲပေါ့နော် ပေါင်တန်း30ကနေ40ဝန်းကျင်ရရင်ရောင်းချလိမ့်မယ်ပေါ့ Villa ရဲ့ PSR ပြဿနာတွေကြောင့်လာမယ့်နှစ်ပတ်အတွင်းမှာ Martinez အပြောင်းအရွှေ့ကတင်းတွေပို့ပြီးတော့လှုပ်ခတ်လာနိုင်တယ်လက်ရှိမှာချင်းကပ်မှုတွေမရှိသေးဘူးဆိုပေမဲ့လို့ပေါ့နော် Manchester United ကဂိုးသမားဖြစ်တဲ့ Diogo Costa အတွက်လည်းဆွေးနွေးထားတဲ့အသင်းအသွင်းတွေမှာဆွေးနွေးထားကြတယ်ကျွန်တော်ရှိတယ်ပေါ့ United က Chelsea ကုသမာ Petrovic ကိုဒုတိယကုသမာဖြစ်ခေါ်ယူလိုပြီးမြဲ ဘူသမားကနံပါတ်1ဦးစားပေးပဲဖြစ်ကျင်တယ်ချယ်ဆီရဲ့ဘက်ကယူရိုတန်30အလိုရှိနေတယ်ပေါ့ချယ်ဆီဘူသမားပက်ထရိုဗစ်ကိုကျွန်တော်ကျူးပန်းစရာအကြောင်းမရှိဘူးညာဘာမှတော့ရတာမဟုတ်သိတယ်မလားနော်ကိုသိန်းရောက်လာရင်ပူတော်တိုင်ပတ်အောင်ပါနော်ဆိုတော့ကျွန်တော်ပက်ထရိုဗစ်တို့ဘာလို့ကမေ့လဲလို့ရတယ်ဒီနေရာမှာကျွန်တော်ဒီဂိုကော့စတာတို့ဘာလို့ကတချို့ report တွေမှာဆိုရင်နီးပြအမ်မိုရင်ကပေါ့နော်စိတ်ကြိုက်အဖြစ်လိုချင်တာပေါ့အမ်မိုရင်ဟာတော်တော်လေးကိုသဘောကျထားတယ်မှာပါတယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင် ဒီဂိုကော့စတာနဲ့ပတ်သက်လို့ရှိရင်မန်ချက်စတာယူနိုက်တက်ကကလပ်အသင်းတာဝန်ရှိသူတွေမှာအဲတာဝန်ရှိသူတွေအချင်းချင်းရဲ့ကြားထဲမှာဆွေးနွေးမှုတွေကျွန်တော်ရှိနေကြတယ်ပေါ့ဘယ်လိုပြောရမလဲဗျာဒီဂိုကော့စတာကလည်းတန်ကြီးတော့ကျွန်တော်မသေးဘူးပေါ့နော်ဒါပေမဲ့လို့မာတီနက်စတဲ့အသက်ပုံငယ်တယ်နော်ဒါအပြင်ကျွန်တော်အနေနဲ့စပယ်ရှယ်သုံးလို့ရသေးတယ်ဒီဂူသမားနဲ့ပတ်သက်ရင်တိုင်းနာတစ်ခုနေလည်းသူ့ရဲ့ level နဲ့သူကျွန်တော်ရှိနေပြီဒါကြောင့်ပေါ့နော်အီမီမာတီနက်စပယ်ဖြစ်ဖြစ်ဒီဂိုကော့စတာပဲဖြစ်ဖြစ် quality မြင့်တဲ့ကစားမားတွေအသက်ရွယ်ကွာဟမှုကကျွန်တော်တော်တော်လေးများတယ်ဈေးကွာဟမှုကလည်းကျွန်တော်တော်တော်လေးများတယ်ပေါ်တိုရဲ့ဘက်ကတော့ costa ကိုတော်တော်များများကိုသူတို့လိုချင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အန်ဘူမိုကတော့ကျွန်တော်မနည်းရလည်းပဲကျွန်တော်သတင်းတင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့လက်ရှိမှာကျွန်တော်တို့ဒီ Jacobs ဘန်ကပါပြောထားလေးဆိုတော့ Brian Ambumo အတွက်နဲ့ပတ်သက်ပြီးတော့လဲပေါ့နော် Brandpho ရဲ့ Brandpho နဲ့ United ကြားထဲမှာဆက်သွယ်မှုတွေထပ်ပြီးတော့ရှိထားတယ်လို့စာချုပ်ရဲ့ structure ဘိုင်းနဲ့ပတ်သက်လို့ United ဘက်က ျွန်တော်စကားနဲ့ဘောနောနှုတ်နဲ့သာအပြောဆိုပြီးကျွန်တော်ဒါညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတာပေါ့ဒါမှသူတို့ရဲ့ဒုတိယအကြိမ်တရားဝင်ကံလမ်းမှုပြုလုပ်တဲ့အခါလက်ခံဖို့အပြည့်အဝယုံကြည်မှုရရှိမှာဖြစ်တယ်ဗောနောအန်ပူမူနဲ့ပတ်သက်လို့ရှိရင်အသင်းဘက်ကတော့မဖြစ်မနေကြိုးပမ်းနေတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်မနေ့ကသတင်းတင်ပေးခဲ့သလိုပဲဒန်ကန်ကယ်ဆယ်ရဲ့ report အရဗောနော United ဟာပေါင်သန်း60ဝန်းကျင်နဲ့အန်ပူမူကိုခိုးဖို့အတွက်ကံလမ်းလိုက်ပြီပေါ့အပြင်မဲ့လေဘောနော်အသင်းအနေနဲ့ဘရန်ဖို့ရဲ့ဘက်ကပေါင်သန်း80အထက်ကိုလိုချင်နေတယ်ပေါ့ကျွန်တော်အဲ့ဒီဗီဒီယိုလေးမှာပြောခဲ့သလိုပဲ အဓိကပေါင်သန်း80ထက်ကိုလိုချင်နေတယ်ဆိုတာကကျွန်တော်တခြားမဟုတ်ဘူးပေါ့နော်ဒီကစားမကိုလိုချင်နေတာကကိုရီကိုရီတသိန်းနဲ့ကျွန်တော်မဟုတ်ဘူးကိုရီတသိန်းနဲ့မဟုတ်ဘူးဗျအနည်းဆုံး3သိန်း4သိန်းလောက်ကျွန်တော်ရှိတယ်ပြည်ထနာကဘယ်အသိန်းကမှကိုရီလောက်ထိပေါ့နော်ဘယ်အသိန်းကမှကိုရီလောက်ထိကျွန်တော်အနေနဲ့အဲစိတ်ဝင်စားတဲ့အနေထားမှာကျွန်တော်ရှိမနေသလိုတကယ်ကျူးမန်းနေတဲ့အနေထားမှာလည်းရှိမနေဘူးပြည်ပကလပ်တရဲ့ဘက်ကလည်းလိုချင်နေတဲ့ပါညာကျွန်တော်ပြောတာပဲဒါပေမဲ့ပြည်ပကလပ်တရဲ့ဘက်ကအန်ဘူမွန်နဲ့ပတ်သက်လို့ရှိရင်တရားဝင်ကန်လန်နာညီကလေးဘသူတွေ့ရလဲဘသူမှကျွန်တော်မတွေ့ရဘူးဗျာ ဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့အချင်းကြီးကဘလို့မှအဆင်မပြေဘူးဆိုတော့လူကြီးနေဆိုတဲ့အသင်းကြီးကျွန်တော်များတယ်ဆိုတဲ့အခါကျတော့အချင်းကြီးကဗောနောငါတို့ဈေးတင်တောင်းမယ်ဒီကောင်းနေအပြိုင်ဆိုင်လူခေါ်ကြမှာပဲဆိုတဲ့ပုံစံမျိုးကြီးပြောနေတာအတိတ်ပဲမရှိဘူးဗျာဒီလားတန်း80ဆိုလို့ရှိရင်မြတ်လည်းမေ့သိနေပြီတည်ရဒီလူကစားမမျိုးတန်း80ဆိုတာကရှေ့ဆက်ဖို့ကျွန်တော်ကြိုးကိုမကြိုးပမ်းသင့်ဘူးအန်ဘူမူဆိုတာခုနကကျွန်တော်ပြောသလိုပဲတန်း40လောက်ပဲကျွန်တော်တို့ဗောနောတန်း40လောက်ပဲကျွန်တော်တို့ဗောနောရှိတဲ့ဟွာမျိုးကြီးတန်း40လောက်ပဲကျွန်တော်တို့ရှိတာเนาะအာ ညကျွန်တော်ရှေ့ဆက်ပြီးတော့ကျွန်တော်ဘာနော်ဘာမန့်ကိုကျွန်တော်ဘာနော်ကျိုးပန်းတင်နေတယ်မှာမပါဘူးဆိုတော့အန်ဘူမိုးနဲ့ပတ်သက်လို့ရှင်တော့ဒီဒီချိန်ကန်းလန်းမှုလက်ခံရင်လက်ခံလက်မခံဘူးဆိုလို့ရှင်ကျွန်တော်ဒါတော်တော်လေးကိုဘာနော်အတင်းဘက်ကနောက်တစ်ယောက်ကိုပြောင်းနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်ပြောင်းပါစေလို့ပဲကျွန်တော်မျှော်လင့်တယ်ပြောင်းပါစေလို့ပဲကျွန်တော်မျှော်လင့်တယ်တကယ်ပဲနောက်တစ်ယောက်ကိုနော်ဘလို့မှကျွန်တော်ဘာနော်ဆက်ပြီးတော့ရှိမယ်လို့ကျွန်တော်မထင်ဘူးတဲ့နေရာလေဗျာအဲ့ခုနကပြောတဲ့ကူဒူးစတိုဘာတို့ကလည်းတိတ်ပြီးတော့ဗောနောဘာမှထူးထူးခြားခြားကျွန်တော်တက်တာမျိုးကျွန်တော်မရှိဘူးเนาะကူဒူးစတိုဘာတို့ကဘာမှတိတ်ပြီးတက်တာမျိုးမရှိဘူး နေနေရတော့မင်းမျိုးတက်ကြတာတွေကတော့မင်းအစုံမဲ့တည်လာနော်အစုံမဲ့ပြည်တနာကကိုရီအသင်းနဲ့ကိုရီအသင်းနာမည်ဆွဲဆွဲထည့်နေကြတာတင်းနေမှာတည်လာတချို့ဟာတွေကမင်းဘာမှမဟုတ်ပဲနဲ့ကိုရီအသင်းနာမည်ဆွဲဆွဲထည့်နေကြတာအဲ့ဒါတွေကြောင့်တင်းလို့ဖြစ်နေတကယ်တမ်းကဘာမှန်ကိုရီနဲ့ပတ်သက်လို့တိတ်ထွက်တဲ့တင်းကရှိတာမို့အများကြီးကကော့စတာလည်းခုနကပြောပြောကော့စတာလည်းအမူရင်းကလိုချင်နေဆိုတာပဲရှိတာပြည်လာအသင်းတောင်းရှိသူတွေရဲ့ဘက်ကနော်အသင်းဘက်ကကျွန်တော်တို့အနေနဲ့ပေါ့နော်ဆိုတော့နော်ဘာမှကျွန်တော်တို့အဆင်မပြေဘူးနော် ဲ့တော့အချိန်ကြီးကတော့ဗျာနော်ဒါအတိထက်ပို့ပြီးတော့ထူးထူးခြားခြားအပြောင်းအရွှေ့တွေမရှိသေးပါဘူးကျွန်တော်တို့ကတော့အာတပတ်လာလဲနော်တပတ်လာလဲဩကြည့်ရမလားနော်ဝါမင်းဖြစ်မလားဘယ်လိုပြောမလို့ကောင်းမင်းကောင်းမလားနော်တပတ်လာလဲကျွန်တော်တို့နေနဲ့အံပူမွေးရဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကပေါ့နော်တကယ်မင်းရလာမလားကြည့်ရမလားကျွန်တော်တို့တွေးနေကြတာတကယ်တမ်းကအခုချိန်ကြီးဘာမှန်းဆိုကျွန်တော်မထူးခြားသေးဘူးဖြစ်နေတာဆရာသမားကြီးနော် ကျွန်တော်ထားပါဆက်သွားချစ်သမားရေပါလေဆိုတော့ဒါကတော့ကျွန်တော်တို့ဒါဒီနေ့မနက်ခင်းကြတာတဲ့တင်းတချို့ပေါ့လေဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကြည့်နေညီကလေးကျွန်တော်သာရှေ့ရကြောက်ရှိပါတယ်အားလုံးကိုချစ်သမားရေပါလေနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ